မုံရွာတွင်စစ်ကြောင်းတိုက်ခိုက်မှုစစ်တပ်ဖက်မှ ထိခိုက်သေးဆုံးမှုများပြား။သခိုင်းတိုင်းမုံရွာမြို့နယ်ကြောက်ကလမ်းမပေါ်တွင် အောက်တိုဘာ15ရက်နေ့မနေ့ပိုင်းကအကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးအာစုများကတိုက်ခိုက်ခဲ့ရာစစ်သားများပြားထိခိုက်သေးဆုံးခဲ့ကြောင်းမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတဦးကပြောပါရယ်။ထိုနေ့မနေ့9နာရီခွဲခန့်တွင်မုံရွာမြို့နယ်စီးပွားရေးတပ်ကတော်တွင်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သား100ခန့်သည်တံပြားကကား2စီးဖြင့် ရွှေကူနီဖျားရှိစစ်စခန်းသို့ရိတ်ခါပို့ဆောင်ရန်ထွက်ခွာလာခဲ့ပါတယ်။ထို့သောထနာဝင်းနဲ့ကြောက်ကာကျေးရွာကြားမနက်ဆယ်နာရီခွဲခန့်တွင်တော်လှန်ရေးအားစုများကစစ်ကြောင်းကိုဖျက်တိုက်ခဲ့ရာတနအိခန့်ကြားအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ပွဲတွင်စစ်သားများထိခိုက်သေးဆုံးမှုများရှိခဲ့ပြီးတံပြားကကားများဖြင့်ဝုံရွာမြို့ဘက်သို့ပြန်လည်တဲဆောင်သွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲကတနအိလောက်ကြာတယ်။ထိခိုက်သေးဆုံးသူတွေကို ။တန်ပြားကကားတွေနဲ့ပြန်တဲသွားတယ်။အရေအတွက်ကိုအတိအကျမပြောနိုင်သေးဘူး။ကားတွေကိုမတိုက်ဘဲနောက်ကခြေချင်းစစ်ကြောင်းကိုပဲပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာ။ရိခါတွေကတော့ရွှေကူနီအထိရောက်သွားတယ်လို့မုံရွာပကဖကတာဝန်ရှိသူကပြောပါတယ်။ဒီတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပကဖမုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့ Danger Force မုံရွာမြို့နယ်ပကဖတိုက်နယ်1 3လေးမုံရွာမြို့နယ်ပလပ Triple Force ုံရွာ special date ကျဲတော်ကြွယ်ကြီးပြောက်ကြားဖွဲ့ black falcon ldf နဲ့ဒေတာကန်ရက်ကျေးပကဖာများပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များမှအထူးခိုင်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဒီဖြစ်ရသည့်ဒေတာကန်တော်လှန်ရေးအင်အားစုများ၏စည်းလုံးညှို့မှုနဲ့ဗျူဟာကြကြတိုက်ခိုက်နိုင်စွမ်းကို ထင်ရှားစေခဲ့ပါတယ်ရှင်